ားလုံးပဲမင်္ဂလာပါ YouTube ကနေဒေါ်လာဝယ်ငွေရှာခြင်းနဲ့မိတ်ဆွေတွေအတွက်မဖြစ်မနေလောက်ကိုလှုပ်ထားရမယ်အရေးကြီးဆုံးအချက်တွေကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David King ဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင် YouTube အကောင့်ကနေဒေါ်လာဝယ်ငွေရှာခြင်းနဲ့ဆလုပ်ရှိရင်နံပါတ်1အချက်ကျွန်တော် YouTube channel တစ်ခုရှိထားဖို့လိုပါတယ် YouTube channel ရှိဖို့ဆလုပ်ရှိရင် Gmail account တစ်ခုရှိဖို့လိုပါတယ်ဗျပြီးရနောက်တစ်ခုက ကျွန်တော်ရဲ့ YouTube channel က subscriber 900ပြည့်ဖို့လိုပါတယ်။ပြီးရင်ကျွန်တော်ဒီ YouTube channel မှာတင်ထားတဲ့ video ကို ကြည့်ရှုသူဟိုဥပမာလူဒီ video တစ်ပုတ်ကိုလူ9ယောက်လောက်ကပဲကြည့်တယ်။နောက် video file တစ်ပုတ်ကိုလူအယောက်1000လောက်ကကြည့်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလေးတွေကိုအကုန်လုံးပေါင်းပြီးတော့မှကြည့်ရှုချိန်အကြာနိုင်ချိန်ကို ကြည့်ပြီးတော့နိုင်ပေါင်း 3000တိတိပြည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ YouTube channel မှာ subscriber 900ရဲ့ watch hour 3000ရဲ့ပြည်ပြီဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ monetization ရှောက်လို့ရပါတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကကိုပိုင် content တင်ရမယ်။သူများ video တွေသူများဓာတ်ပုံတွေကိုယူတင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က monetization မရပါဘူး။ monetization ရရင်လည်းအချိန်တိုခဏတွဲမှာပြန်ပြီးတော့ပြတ်သွားမှာဖြစ်ပါတယ်။ ဆိုတော့ YouTube channel ကနေဒေါ်လာဝင်ငွေရှာခြင်းနဲ့ဆက်လို့ရှိရင်မဖြစ်မနေအခုကျွန်တော်ပြောပြပေးထားတဲ့အနေလမ်းတွေကိုလိုက်နာမျိုးဆက်လို့ရှိရင်ကျွန်တော် YouTube channel မှာဒေါ်လာဝင်ငွေအများကြီးရှာလို့ရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။